30 38စီးတယ်40စီးရမရဘူး45ပြန်စီးလိုက်တယ်အဲ့ဒါလည်းမရဘူးအဲ့ဒါနဲ့ညီလေးဘလောက်မှပြတ်မှာတော့ကြောက်ကြတော့မေးလိုက်တော့ကိုကြီးက90တဲ့ပက်ရှင်90အောင်မရဘူးဆိုကျွန်တော် 30T ကို90ပွဲနဲ့သိန်းခွဲနဲ့ဝယ်လိုက်တာပေါ့ဗျာအစီးထိုင်နေရတော့ကျွန်တော်မဖြီးလိုက်ဘူးပေါ့ဗျာစီးရတော့အဲကျွန်တော်ခေါင်းညင်တာဒီကောင်လေးဗျာအဲ့ဒီကောင်ကြီးရဲ့အစီအအောက်ကနေဒီလောက်ဒုကိုအပွားနဲ့ထိုးလိုက်ရင်လှန့်ကန်နေပါဗျာမိကဘေးကနေဟက်လေကန်နေအစီဘောက်ကပြောတယ်မလို့အဲ့ဒါနဲ့ကျွန်တော်အဲ့နေရာမှာပဲ အခွန်လိုက်ပို့တာပေါ့ဗျာပို့တော့ဆင်းနေဗျာကြောက်ကဖြစ်တာပေါ့ဗျာကြောက်ကသွားပြီလို့ခြေနေကောင်းပြီပေါ့ခြေနေကောင်းပြီဆိုတော့ဖြစ်ပြီကြောက်ကဘလူးနေနေတော့ကျွန်တော်တို့အဲလောလောလို့ရရပေါ့ဗျာကြောက်ကအောက်မှာလဲကျွန်တော်ပို့တဲ့နေရာမှာလဲအနာလဲရှင်းသွားပေါ့အစီရလဲအပေါ်မှာကျွန်တော်တို့မြင်ထားတဲ့အစီနဲ့တူတူပါပဲပေါ့ဗျာတူတူအစီသားကိုခေါင်းတာဆိုအဲ့အစီအတိုင်းပဲပေါ့ဗျာအောက်ထက်လဲဆင်းတာပေါ့ဗျာကြောက်ကပေါ်ရုပ်မှကြည့်ရင်တော့တေချာကြည့်ကြည့်ဘလူးမကိုကျွန်တော်တို့ရုံမပေါ့ဘူးပေါ့ဗျာပြောတော့ကြည့်ဟိုတိုင်းမတန်ဘူးပေါ့ဗျာ အမတန်ဦးဆိုတာလည်းကျွန်တော်လည်းအောက်အစီခေါင်းကျင်လို့ခေါင်းတာဆိုတော့လည်းခေါင်းကြီးတယ်အစိတ်လောက်ပါဘောတဝက်တဝက်ခေါင်းတာပဲဗျအဲခေါင်းကြီးထည့်ပြီးကျွန်တော်ခေါင်းတာပဲကြောက်ကဖြစ်ပါလေဗျအဒီမှာပေါ့ဗျာစီဒါဘေးကနေလန့်ထွေတော့ကန်းနေပေါ့အဲဒါလေးနဲ့ကျွန်တော်လည်းမတင်းနေနိုင်ဘူးပေါ့ပုတ်တာလေးနဲ့တော့မတင်းနိုင်ဘူးပေါ့လို့ဘေးကနေအစီဘားရဲ့တနံအခွန်ပုတ်ချပြင်မယ်ဆိုပြီးကျွန်တော်အကောင်ကိုအခွန်ပုတ်ချမှာဗျအခွန်ပုတ်ချမှာဒီဘက်ဘေးလေးရပေါ့ဗျကန်ရဲ့ ဒီဘက်မှာလည်းကံအားရှိနေပါဗျာအဲအကောင်လေးနည်းနည်းလေးကျွန်တော်တိတ်ကြည့်ရတာမရှင်းမရှင်းဖြစ်တာနဲ့ဘေးကနေကျွန်တော်အခွန်ပြန်ပြီးတော့တန်းတန်းပြန်ပုတ်ချပြအပုတ်ချတဲ့နေရာမှာလည်း နာလေးအပေါ်မှာပဲကြံငယ်ရဗျအောက်မှာလုံးဝအကွက်လိုက်ဝင်တာပေါ့ဗျာအစီသားလည်းပြောစရာမလိုဒီတိုင်းလေးပေါ့ဗျာတခြားကြည့်ပါဦးဗျာတောက်စကြော်သားလည်းလွတ်တယ်ဝါရှာလည်းလွတ်တယ်လက်ရလည်းလွတ်တယ်ပေါ့ဗျာလက်စွတ်တို့အချက်တစ်တို့ပပူတို့လည်းလွတ်တာပေါ့ဗျာအဲဒီကောင်လေးကိုကျွန်တော်ပြန်ပြီးတော့တိုက်ခိုင်းတာမှာသူသေးသူကကောင်းကောင်းထွက်တယ်ဗျအထွက်တော့ကျွန်တော်လည်းကောင်းမရောနိုင်လို့ပေါ့ကျွန်တော်လည်းဒီကောင်လေးကိုအဲရာ150လောက်မှန်းထားဆိုကျွန်တော်တိတ်မရောပြီဒီကြော်လေးကတော့ကျွန်တော်ဒီနေ့ခင်းဝိုင်းနေဝယ်ခဲ့တဲ့ကြော်လေးပေါ့နော်ဟုတ်ကြည့်လား အဲ့လေခန်းဒီလေးဗျကျွန်တော်တို့တနန်းလင်းပပားလေးပေါ့နော်ဝယ်လာလာဒီမှာဒါရန်လေးပြမယ်နော်ရန်လေးရတော့ခြေနေရရန်လေးရနည်းနည်းလေးမုံမုံလေးပေါ့နော်ရန်လာတဲ့ထဲမှာပါတယ်ဆိုဒီမှာကြောက်သားအသားပေါ့နော်ကျွန်တော်တို့နည်းနည်းလေးကြည်မဲ့ဘက်ကိုပေါ့မလားလို့ကျွန်တော်တို့ခောင်းကြည့်မှာဗျပယ်ကြီးတစ်ပွင့်ပေါ့နော်ကျွန်တော်ဒီမှာအနာပြမယ်နော်ကျွန်တော်ကြည့်အဲဒီမှာအနာနော်ဒီအနာ เนาะကျွန်တော်တို့ခေါင်းမဲ့ပင်ရတာဒီကောင်းလေးဗျဒီအနာရင်ဒီအနာရင်အဲ့နှစ်ခုဆိုတော့ဒီပယ်လေးပေါ့ဒီကောင်းလေးကိုကျွန်တော်တို့အရင်ဆုံးခေါင်းကြည့်မှာခဏဒီပယ်လေးအရာပေါ့เนาะဒီကောင်းတော့ဒါဒီထဲမှာလောလောဆယ်ရတော့အနာရှင်းနေဗျဒါပေမဲ့ကျွန်တော်တို့လိုင်းရင်းလိုင်းရင်းနဲ့သူအနာလေးရတော့ပေါ်လောင်းမှာပဲသိကြတယ်အဲ့ဒါဒီပယ်ကြီးကတော့မရနိုင်ဘူးเนาะအကြီးဆုံးပယ်ဘယ်လောက်ထွက်နိုင်မလဲဆိုတော့ပဲကျွန်တော်တို့ခံမဲ့ပြီးတော့ခေါင်းကြည့်မှာပါเนาะဒါရန်ကအထဲထဲမှာဒီမှာအမြုပ်ဆန်လေးတွေပါတယ်ဗျ အမျိုးဆန်လေးနော်ဒီမှာအမျိုးဆန်လေးတွေပါနော်အဲ့အမျိုးဆန်လေးတွေကကျွန်တော်တို့လိုက်ကြည့်ရမှာဗျအမျိုးဆန်လေးတွေကင်းသွားလို့ပယ်ကြီးလေးထွက်တယ်ဆိုတော့ဒီကောင်လေးကတော့ကျွန်တော်တို့မြတ်မှာပေါ့နော်ဒါလေးရတော့ဒါအပွင့်ဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့ကစ္စာကတော့ကျွန်တော်ဗီဒီယိုမရိုက်မိလိုက်တာပေါ့နော်အဲဒီကိုဖိုင်ရှင်းမှာဆိုလို့ကအပွင့်လေးရဒီမှာအဆန်လေးရောပါတယ်ဗျကျွန်တော်တို့စိုးရောမစိုးပါဘူးပေါ့နော်ဒီကလေးပဲထွက်ပါလိမ့်ဗျ